Hello မင်္ဂလာပါကျွန်တော် ကစားဖြစ်ပါတယ်။အဲကျွန်တော်ပြည်ဦးလင်မှာအခုလိုမျိုးရာဒီမှာရေဝဲဝဲလေးစဉ်းစားထားတယ်။အခုတက်နိုင်တဲ့ဘတ်ဂျက်လေးနဲ့ပေါ့နော်။ပြီးတော့ပြည်ဦးလင်မြေအမျိုးအစားတွေအရမ်းများတော့တချို့လည်းနားမလဲကြအောင်တချို့လည်းနေဘက်ကလာဝယ်မယ်ဆိုတော့လေအဲလိုခက်ခဲလေးတွေဖြစ်တယ်။အဲတော့မြေမျိုးအစားတွေဘယ်လိုတွေရှိလဲပြီးရင်ဈေးတန်းနေနဲ့ပေါ့နော်ဘယ်လိုနေရာလေးတွေရနိုင်လဲဆိုတာလေးကိုကျွန်တော်ဒီနေ့ရှင်းပြတော့ဖြစ်ပါတယ်။ပြည်ဦးလင်မြေမျိုးအစားတွေရောအကျမ်းများအဖြစ်ကျွန်တော်ငါးမျိုးခွဲလို့ရမှာဖြစ်ပါတယ်။ပထမတစ်ချက်ကတော့ကရင်နံပါတ်1ကတော့ဆက်လက်နံပါတ်3ကတော့လူငယ်ထိုင်ဝင်ကြာပြီးသားအခြားလေးတော့ပြောင်းဝင်ကြာပြီးသားမြေအဲနံပါတ်4ကတော့ 我才能长大，勇敢一点。 နံပါတ်5ချက်ကတော့ကျွန်တော်ချာမီ30ဝက်နဲ့မကြထားသေးတဲ့ယာမီမျိုးစားတွေဖြစ်တယ်ဗောနော်အဓိကကကျွန်တော်အချက်3ချက်နဲ့ဒါကိုပြန်ချင်လို့ရတယ်အကျွန်တော်3ချက်နဲ့ဘာဖြစ်တာဘလောက်လဲမြေခိုင်မှာဘူးကဘလို့မျိုးစားကိုလိုချင်တာလဲနောက်ပတ်3ကတော့ဘယ်လိုနေရာမျိုးကိုလိုချင်တာလဲဆိုတာကိုအရေးကြီးတယ်အဲ့တော့မျိုးဝယ်တဲ့အခါမှာကျွန်တော်တို့ရည်ရွယ်ချက်တွေအများကြီးနဲ့ဝယ်ကြတယ်အဲပြုလို့မှာကျွန်တော်တို့အခြေချနေထိုင်မှုလားကျွန်တော်နေရာဒီအပန်းဖြေဖို့အပူရှောင်မှုလားရင်းနှီးမြှုပ်နှံထားချင်တာပါဗောနော်ကျွန်တော်တို့လိုချင်တဲ့ဈေးမှန်းချက်တွေပေါ်မူတည်ပြီးတော့အဲကျွန်တော်မြေခိုင်မှာဘူးတွေဒီနေရာတွေဈေးနှုန်းတွေကိုချိန်ထိုးပြီး ပြီးတော့ကျွန်တော်တို့ဝယ်လို့ရပါတယ်ကျွန်တော်တို့ကမြူရဲတောင်းတောင်းမှာနေခြင်းနဲ့အဲအเจ้าနေဈေးကြီးတွေဈေးရုံတွေနဲ့ဤတာကိုလိုချင်တယ်ဆိုရင်ရက်ွက်ကြီးတက်ကနေပြီးတော့တစ်စဲကြားတွေကိုကျွန်တော်ရွေးချယ်လို့ရတယ်အတန်မိုးအနေနဲ့ကတော့ကျွန်တော်46ကျက်တစ်ပုဒ်ကို3500ခွင့်ညင်းရနေပြီးတော့3000ကျော်တည်းရှိတယ်နော်အဲ့တော့မှမှကျွန်တော်မြူရဲကိုကျွန်တော်မြူလေကောင်နဲ့နင်းရင်နေသလိုဒါရှုလမ်းမကြီးနဲ့နင်းရင်နေသလိုရေစီးကပူကြီးလာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြူရဲမှာနေခြင်းနဲ့တောင်းတောင်းမှာနေခြင်းနဲ့ကျွန်တော်အခြေချပြီးနေထိုင်ခြင်းနဲ့ဆိုရင်ဒါမြူရဲကိုကျွန်တော်